သိစိတ်ကဗောဓိညာရရှိရဲ့အတွက်နှစ်သိချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ရပါတယ်။အဲဒီလိုပါရမီဖြည့်ခြင်းဖြင့်အချင်းအခါမှာပါရမီတွေတော်ရင်ကျောင်းလာပြီလို့ယူဆရပါတယ်။အဲဒီအချင်းအခါမှာဘဝတစ်ခုမှာဒီမဟာဘရုမသိစိတ်ကဗုဒ္ဓအလောင်းကဘာဖြစ်သွားတယ်လဲဆိုတော့ပရဒါရကံလို့ခေါ်ဆိုအပ်တဲ့သူတို့ဘာရဲ့တာမယာတွေကိုဖြည့်ရှိတဲ့ကံတစ်ခုလွန်ကျူးပြမိ။အမဲစက်တစ်ခုထင်သွားတယ် အဲ့ဒီအမဲဆက်ထင်တော့တဲ့ဒေဂဏိကာလမှာဒီအမဲဆက်ကလေးကအကျိုးပေးဖို့ရအခါကွဲ့တင့်တဲ့အခါကျတော့ဘယ်ရောက်သွားလဲမင်းရောက်မင်းရဲ့ကနေကျွတ်လာလွတ်လာတော့လူပြေလူလောကမှာလူရဲလို့လမ်းဖြစ်တော့လဲအမျိုးသားမဖြစ်ဘဲနဲ့အမျိုးသမီးဖြစ်ရတယ်အမျိုးသမီးဖြစ်လိုက်တဲ့အချိန်ကကျတော့မိခင်ဝန်းထဲမှာသူပရိသတ်တွေတည်နေရတဲ့အခါကိုယ်လွယ်ရတဲ့မိခင်မှလည်းအမတန်ပူလောင်တယ်မင်းရဲ့ကလာတဲ့တရားတွေကိုကိုယ်လွယ်ထားရတဲ့မိခင်ဒီအမတန်ပူလောင်တယ်လို့ဆိုတယ်ကိုယ်သာတတဝဖြစ်တဲ့ ဒီအမျိုးသမီးလေးကလည်းအမတန်ချင်းရတဲ့ဒုက္ခကိုမိခင်ရဲ့ဝမ်းနည်းမှာခံခဲ့ရတယ်။ခံခဲ့ရပြီတဲ့အချိန်ကကျတော့မွေးလာပြီပြီ။မွေးလာတဲ့အချိန်ကမှမွေးရတဲ့ဒီမင်းနဲ့တင်မိပါရိကဒီသမီးလေးကိုမြင်တွေ့လိုက်တဲ့အခါမှာဘယ်လိုဖြစ်လာလဲ။တိတ္တာတဲ့။ဇာမန်ဖော်ပြထားတယ်။သိမုန်းတာပဲ။ဒီကလေးကမုန်းတာတွေဘာမှလုပ်တတ်တယ်။မလုပ်တတ်သေးဘူး။ပြောတတ်ဗလား။မပြောတတ်သေးဘူး။ဒါပြင်းနဲ့ အမိအရင်အဖအရင်ဒီကိုတင်ကဒီကလေးကိုအမတန်မုန်းနေရောက်ဖို့မကောင်းနဲ့ဒီကောင်းတယ်ဒီကိန်းကဗောဓိညာအတွက်ဖြစ်ကျင်ခဲ့တဲ့ပါရမီအရှင်ဝါဒီကလည်းတစ်ဖက်ကအကျိုးပေးဖို့ညာအခါခွင့်တည်နေပါတယ်အမတန်ချုံးမလှပါတဲ့အမျိုးကောင်းသမီးလေးတူဖြစ်ပါတယ်ဒါပေမဲ့လို့ရှင်မြတ်သားကြီးတွေကလည်းမြင်လိုက်ရင်မုန်းတယ်မိဘနှစ်ပါးကလည်းမြင်လိုက်ရင်မုန်းတယ်မလဲမချောင်းသာလို့တာသမီးအဖြစ်နဲ့ဆက်ဆံနေရပြီမဲ့လို့ရှိခင်းနဲ့စိတ်ဓာတ်နဲ့ မဆက်ဆံဘူးမုံတိတဲ့စိတ်ထားနဲ့ပဲဆက်ဆံနေလူလောကမှာရှိကြပါတယ်တချို့မိဘတွေကတချို့သားသမီးကိုပိုချစ်တဲ့သဘောရှိတချို့သားသမီးကြတော့တိတ်ပြီးတော့မုံတိခြင်းနဲ့ဆန္ဒတမရှိဘူးလားရှိဒါဘာနဲ့အကြောင်းဆက်နေတယ်လဲဆိုတော့အခုကံမဲဘာဖြစ်လို့မုံအောင်လဲဆိုတော့ဒီသူဘသားမယားကိုလိုက်ဖြစ်စည်းတဲ့ပုဂ္ဂိုလ်အဖြစ်စည်းခံရတဲ့ပုဂ္ဂိုလ်ကလည်းမမုံဘူးလားမုံဘေးကကြားတဲ့ပုဂ္ဂိုလ်တွေကလည်းမမုံဘူးလားမုံဘူး ်တော့မုံတိရင်ရှာဆက်ဆုပ်တဲ့ကံတစ်ခုကိုသူကအာရပိုင်ရစိတ်ကြည်ကြည်နဲ့နဲ့ကြည်ပြည့်စုံပြောင်းခဲ့ဒီကံကအကျိုးပေးဖို့ရအခါခွင့်တင့်လာတဲ့အချိန်ခါမှာသူတို့ကမုံတိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ရပြန်တယ်ကြောက်ဖို့သိကောင်းတယ်အချိန်တန်အရွယ်ရောက်လာတဲ့အခါအမျိုးကောင်းသားတူဦးနဲ့အမျိုးတို့အမေတို့အမျိုးကောင်းသားတူဦးနဲ့လက်ထပ်ထင်းချပေးလိုက်ပါတယ်အဲ့ဒီအမျိုးသားကလည်းဒီမျိုးတိမြင်တဲ့မုံရောက်ခမာတွေကလည်းမုံဘသူကမှသူ့ကိုမချစ်ကြဘူး မချစ်တဲ့အချိန်ကကြတော့ဒီနေ့ဘာဖြစ်လဲရိုးကိုပွဲပုံစံနဲ့တူပါရဲ့တောင်ထိပ်ပွဲကျင်းပါပြန်ပြီအဲဒီတောင်ထိပ်ပွဲတွင်ကျင်းပါတဲ့အချိန်ကကြတော့မိမိတို့ရဲ့စည်းစိမ်ဂုဏ်တွေဥစ္စာအစဉ်အတက်နဲ့တူညီစွာပေါ့တောင်ထိပ်ပွဲသွားပြီးဆင်ခွဲကြတယ်အဲဒီအချိန်ကမှသူ့ရဲ့အင်ရှင်ယောက်ျားကတခြားအမျိုးသမီးတယောက်ကိုခေါ်ပြီးတော့ပြောပါတယ်ပြောပါတဲ့အချိန်ကကြတော့သူကညနေငယ်လေးနဲ့ယောက်ျားအလုပ်သူပြန်လာတဲ့အချိန်ကမှသူကပြောတယ်ဘယ်လိုပြောလဲ ရှင်းတာကျွန်တော်မကအလိုမရှိနေဘူးဆိုရင်လေမိဘအိမ်အမျိုးအိမ်ကိုပဲပြန်ပြတယ်ခွင့်ပြုပါအလိုမရှိဘူးဆိုရင်လေအလိုမရှိဘူးလို့ပဲပုံမှန်လေးပြောပါယောက်ျားတွေကမခေါ်မပြောဘဲနဲ့ယခုလိုနေခဲ့မယ်ဆိုရင်အိမ်ရှင်မအမျိုးသမီးလောက်ရတဲ့ပုံကိုယ်ကြီးရဲ့ယင်ထဲမှာလှန်နဲ့အထုတ်ခံရတယ်လို့အမတန်ပူလောင်တဲ့ပြင်းထန်တဲ့ဒဏ်ချက်ကိုခံရပါတယ်အဲဒီလိုတရားဆိုဖွယ်သူက ရောကြလိုက်တော့ကဲဒီလိုဆိုရင်လက်ဖန်ကြလို့ရှိရင်တို့တောင်းသူပဲသွားကြတော့ပေါ့ကဲလက်ဖန်သွားဖို့ဟိုမှာစားဖို့တောက်ဖို့တွေပြင်းရရှင်ရပြီးတော့တို့ကအမိန်ပေးလိုက်တော့ဝမ်းသာလိုက်တာဒီစကားလေးတစ်ခွန်းကြားရတယ်အဲဒီစကားလေးတစ်ခွန်းကြားရတဲ့အခါကျတော့မလုပ်တယ်လေဒီဘုံကြောင့်မချွေးတလုံးလုံးနဲ့ပြင်းရရှင်ရလက်ဖန်သွားဖို့ဆိုပြီးပန်းအမျိုးမျိုးတွေပေါ့လေကြာပန်းတွေပါတယ်အဲဒီလိုပြင်းစင်ပြီးမိဘကြောင့်မအလုရှုပ်နေတော့နောက်တနေ့ဘာသာကျော်ကလည်းနောက်တယောက်ခေါ်ပြီးတော့တောင်းထူပွဲထွက်သွားတယ်သူ့မခေါ်ဘူး အဲ့ဒီခါကြတော့မှကြည်တိကြီးတော့တိအောင်ပေါ်ဆိုပြီးတော့သူကနင်းရထားတဲ့နောက်ကနေအကြီးလိုက်တော့တာပဲလိုက်တဲ့အချိန်ကမှထိုနေ့ပြိစိကဗုဒ္ဓတဆုကလည်းနန္ဒမုလိုင်ကူမှာနိရောဓသမဘခုနှစ်ရဝင်စားပြီးနိရောဓသမဘမှာအထဘယ်တရားကုန်ကဒီနေ့ချင်းောက်ရမလဲချင်းောက်တင်တယ်လဲလမ်းမြောက်ပြီးညံနဲ့ကြည့်ရှုလိုက်တဲ့အချိန်ကမှဒီမျိုးကောင်းသမီးလေးညံကုန်ရထဲထင်လာတယ်ထင်လာတဲ့အချိန်ကမှဆက်ပြီးစဉ်းစားပြန်တယ် ီပုဂ္ဂိုလ်ကငါချိမြောက်ခဲ့ရင်ဒီပုဂ္ဂိုလ်ဒီငါရဲ့အချိမြောက်ကိုခံနိုင်ပါမလားဆက်စဉ်းစားတယ်။ဘာဆိုလိုတာလဲ။ငါကသိချီသွားပြီးအလှခံတဲ့သူကငါလှုံမလားမလှုံဘူးလား။ဒါကိုဆက်ပြီးကြည့်တယ်။ကြည့်လိုက်တဲ့အခါမှာဒီအမျိုးကောင်းသမီးလေးရဲ့ခရိယဝတ်ထုနှလုံးအိမ်အတွင်းမှာရဲရဲတောက်နေတဲ့သရတရားကိုလည်းတွေ့တယ်။ငါကတော့ပိဿိကဗုဒ္ဓအဖြစ်မဲ့ပုဂ္ဂိုလ်တူဒီလိုဆင်းရဲဒုက္ခမှလွတ်စီရမယ်ဆိုတဲ့ဒီကရုဏာတက်ဖြင့်အရှင်ပိဿိကဗုဒ္ဓကကောင်းကင်ဖြစ်ပြီးကြွလာပါတယ်။ သူနဲ့ရင်ဆိုင်တိုးလောက်တဲ့တဏှာကြတော့ကောင်းကင်ကြီးမှဆင့်တက်ပြီးတော့ဆုံးခံကြွတာ။ဒါတရားပြည့်ဝနေတဲ့အမျိုးကောင်းသမီးလေးဖြစ်ခြင်းတဲ့မြင့်မြတ်ဘောကံကြီးခမြန်မြန်ဆင်းဆင်းပြီးတော့ရှင်မိစေကဗုဒ္ဓကိုယောတိစွာရှေခိုးရှင်မိစေကဗုဒ္ဓရဲ့တပည့်ကိုလှမ်းယူအမှန်တမ်းမုံမြတ်တဲ့ဆွမ်းခဲ့ပဲဘောဇင်းတဲ့တပည့်အပြည့်ထက်ထဲ့ပြီးတဲ့အချိန်ကကြတော့မှတပည့်ရဲ့အောက်ကကြံပန်းနေခံခံပြီးတော့ရှင်မိစေကဗုဒ္ဓကိုဆက်ကတ်တယ် အဲ့ဒီလိုဆုံးရင်ဆက်ကပ်ပြီးတော့သူကဘာဆုတောင်းတယ်သူကပကြီကဒီမှာရေးဆွဲပြန်တယ်သူတောင်းတဲ့ဆုရှင်ဘုရားဒီဘုရားကြံပန်းကိုလူသားတရားအပေါင်းကချင်းမြနိုးတကဲ့တို့အလားတူပဲတပည့်တော်မှဒီဖြစ်လျာဌာနဘုံဘဝမှာလူများအပေါင်းဤချစ်ခင်မြန်လို့ခြင်းကိုရရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ကြီးယေရှုတောင်းတယ်ဘာဖြစ်လို့လဲသူ့မှာနာကြီးကြံကလေးကလူများအပေါင်းရဲ့မုန်းတီးမှုကိုခံရတယ် ဒါကြောင့်လူများအပေါင်းရဲ့ချင်းမြနှုတ်ခုကိုတော့သူကနှိပ်ပြီးတော့လူရှိနေတယ်သို့တော့အကုန်လုံးကဝိုင်းချင်းမယ်ဆိုရင်ဘယ်နဲ့နေမလဲစဉ်းစားပြီးသားတောင်းပြီးတော့ကဲမန်းတခုမိခင်ဝမ်းထဲမှာပြိတ္တန်ကြီးဒီနေရာတဲ့ဒုက္ခသူနားလည်နေတယ်စဉ်းရတဲ့ဆိုတာကိုသိတဲ့ဘောပေါက်နေတဲ့အဲ့အတွက်နောက်ထပ်ဒီအမိဝမ်းထဲမှာပြိတ္တန်ကြီးဒီနေမှုမရှိပဲဘရုံးမှာကြာပန်းအတွင်းမှာတားလည်ပြိတ္တန်ကြီးဒီနေရာဘာလို့ဤဒီစုတောင်းတယ် ဒီနေရာမှာအဝိဇ္ဇာတနာဥပဒံသင်္ခါရကံလေးနည်းနည်းထပ်ပြောကြရအောင်လူများအပေါ်ချစ်ခင်မြန်တို့အပ်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးလို့အတိမှန်နေတဲ့သဘောကအဝိဇ္ဇာအဲ့ဒီဘဝကိုတွေ့တတ်တတ်မဲ့တဲ့သဘောကတဏှာဒီမှာတော့သူကအမျိုးသားဘဝတွေ့တာနေတယ်စိတ်ကဆွဲနေတဲ့သဘောလေးကဥပဒံဒီအဝိဇ္ဇာတနာဥပဒံသုံးခုခြံရံပြီးတော့အရှင်ဘိသိကဗုဒ္ဓအာမောမြတ်တဲ့ဆံခဲ့ပွဲဘောကျင်ဒီနေ့ဘုရုံမကြပန်းကိုလှူဒါန်းနေတယ်ကုသိုလ်စေတနာသင်္ခါရတွေဖြစ်သွားတယ် ဒီသင်္ခါရတရားတွေထုတ်ပြတော့တဲ့အခါယုံနာအစင်မှာမြုံနံထားခဲ့တဲ့စွန့်အင်တတိလေးကကံပေါင်းလိုက်တော့အဝိဇ္ဇာတနာဥပါဒတခါရကံ၅ခုစုံကြီးသွားတယ်။နောက်တစ်ခုအမိဝမ်းနိုင်မှာပြိဿတိဒီနည်းရတဲ့ပုဂ္ဂိုလ်မဖြစ်ခြင်းမူဗြဟ္မာကြာဘအတွင်းမှာပြိဿတိဒီနည်းရတဲ့ပုဂ္ဂိုလ်သာဖြစ်ခြင်းတယ်။ဗြဟ္မာကြာဘအတွင်းမှာပြိဿတိဒီနည်းရတဲ့ပုဂ္ဂိုလ်လို့အတိမှားနေတဲ့သဘောကအဝိဇ္ဇာ။အဲ့ဒီဘဝကိုတည်တည်တတ်မဲ့တဲ့သဘောလေးကတဏ္ဍ။စိတ်ကပ်ပြီးဆွေးနေတဲ့သဘောကဥပါဒံ။ ဒီဝိဇ္ဇာတနာဥပါဒံသုံးခုခြံရံပြီးတော့မှအရှင်ပြိစင်ကဗုဒ္ဓအာဆွမ်းနှင့်ဗြဟ္မကြာပန်းလှူဒန်းခဲ့တယ်ကုသိုလ်စေရနာသင်္ခါရအုပ်စုတွေပြုစုပြထောင်လိုက်တယ်ဒီသင်္ခါရတရားတွေချုပ်ပြတ်သွားတဲ့အခါမှာယုံနာအစဉ်မှာမြုံနံထက်ခဲ့တဲ့ဆွမ်းအင်တတ္တိလေးကတော့ကံပေါင်းလိုက်တဲ့အခါကျတော့အဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံအကြောင်းငါးခုစုံသွားတယ်ဒီနောက်တစ်ခုသူကဘာဆက်ပြီးဆူတောင်းလဲရှင်ဖျား မတုကမဆိုတာကအလွန်ရွှန်ရှာဆက်ဆုပ်ပဲကောင်းပါလေစေတပရိမေယတမိယရဏပင် ဖြစ်ခြင်းဖြစ်ပါစေယောက်ျားလူခေါ်ဆုအပ်တဲ့သူတို့ဘာရအလိုဆန္ဒကိုသာလိုက်လျောနေရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တပိတော်မသည်အမျိုးသမီးအဖြစ်တော့မကရောက်ရပဲယောက်ျားစင်စစ်တာဖြစ်ရပါလို့ဤဒီစုတောင်းတာဘာဖြစ်လို့သူကယောက်ျားဘုရားစုတောင်းရအကြောင်းရှိတယ် အမျိုးသမီးဘဝနဲ့သူလက်ရှိခံစားနေရတဲ့ဒုက္ခကိုလည်းသူသဘောပေါက်တာဒါကအနိကဆုံးအကြောင်းပေါ့ဝေးတဲ့အကြောင်းတစ်ခုကတော့ပြီးစင်ကဘောဓိဉာဏ်အတွက်ပါရမီဖြည့်ကျင်ခဲ့ခြင်းအချိန်ခါတုန်းကသူကယောက်ျားဘဝနဲ့အကျဉ်းများစွာ ဖြည့်ကျင်ခဲ့ယောက်ျားဘဝနဲ့ကျင်းခံများစွာဖြစ်ခဲ့ဘူးတဲ့အတွက်ယောက်ျားဘဝကိုပြန်ပြီးတော့သူကဝိတန်တက်မဲ့တဲ့သဘောပေါ်လာတယ် အကြိမ်ရအမျိုးသမီးတွေဇက်တိုက်ချက်ခဲ့ရရင်အမျိုးသမီးဘဝပဲတွန်းတက်တက်မဲ့တဲ့သဘောရှိပါတယ်။ဒါဆိုဒီထဲမှာတကယ်ကြီးတွေဒီမကြီးတွေကိုယ်စိတ်ကိုပြန်အငဲခတ်ကြည့်ပါ။နောက်ဘဝတစ်ခုစရာရှိပြန်မယ်ဆိုရင်အမျိုးသမီးပဲဖြစ်ချင်သလားအမျိုးသားပဲဖြစ်ချင်သလား။ဒီဆန်းတဲ့တက်ကောကိုမေးကြည့်။ဒီနိုင်ပါလား။အမျိုးသမီးပဲဖြစ်ချင်တဲ့တချို့ကအမျိုးသားဖြစ်ချင်တဲ့စိတ်ဓာတ်မညိုကိုင်းဘူး။တချို့ကအမျိုးသားပဲဖြစ်ချင်တဲ့အမျိုးသမီးဖြစ်ချင်တဲ့စိတ်ဓာတ်မညိုကိုင်းဘူး။အမျိုးသမီးနဲ့အမျိုးသမီးဖြစ်ချင်နေတဲ့မြတ်ကလပတ်လို့အမျိုးသမီးဘဝမှာဘယ်တော့မှမလွတ်မြောက်နိုင်ဘူး။ အမျိုးသားဒီအမျိုးသားဖြစ်ချင်နေသည်မြကလပတ်လုံးအမျိုးသားဘဝမှာဘယ်တော့မှမလွတ်မြောက်နိုင်ဘူးဆိုပြီးတော့ဆရာဖျားဟောတာ။ဒါကြောင့်ဘဝတစ်ခုမှလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့မိမိရရှိထားတဲ့ဘဝအပေါ်မှာတွေ့တတ်တတ်မဲ့တဲ့တဏှာကိုဖြန့်တောက်နိုင်ဖို့မလိုဘူးလား။လိုအပ်နေတယ်။ခုဒီနေရာမှာအမျိုးသမီးဘဝကိုတော့သူကရင်ရှာဆက်ဆုပ်တာမှန်တယ်။လွတ်မြောက်ခြင်းနဲ့ဒါပေမဲ့ဘယ်ဘဝကိုသူကတွေ့တာပြန်တယ်လဲ။အမျိုးသားဘဝကိုတွေ့တာပြန်တယ်။အမျိုးသားလို့အတိမှားနေတဲ့သဘောလေးကဝိညာဉ် အဲ့ဒီအမျိုးသားဘဝကိုဒေတာတက်မဲ့တဲ့ဘောကတဏ္ဍာစိတ်ကပြီးဆွဲနေတဲ့ဘောလေးကဥပါဒံဒီဝိဇ္ဇာတဏ္ဍာဥပါဒံတုံးကိုခြံရံပြီးတော့အရှင်ပိစိကဗုဒ္ဓအဆွမ်းခဲ့ပဲဘောဇဉ်နဲ့ဘရမဂျာပန်ကိုလှူဒန်းတဲ့ကုသိုလ်စေရနာအုပ်စုတွေကိုပြည့်စုံပြည့်ထောင်လိုက်တယ်သင်္ခါရတရားတွေပဲဒီသင်္ခါရတရားတွေကချုပ်ပြတ်သွားတဲ့အချိန်ခါမှာယုံနာအရှင်မှာမြုပ်နှံခဲ့တဲ့စွန့်အင်ကမ္မတတ္တိလေးကကံပေါင်းလိုက်တော့အဝိဇ္ဇာတဏ္ဍာဥပါဒံသင်္ခါရကံအကြောင်းငါးကိုစုံသွားပြန်တယ် ုတော့ဒီလောက်နဲ့သူကမကျင်တတ်ပြန်ဘူးနောက်ထပ်သူဘာစုတောင်းလဲနံပါတ်၄ဒီစုကတော့ကောင်းပါတယ်ကောင်းပြီနဲ့သူကပဲကြမှာစုတောင်းလဲပရိယောတာနေနောက်ဆုံးဘုရားကြမှာအဆုံးစွန်သောဘုရားကြပါခုဘုရားလိုချင်တာဟုတ်သလားမဟုတ်ပြန်သေးဘူးနောက်ထပ်သန္ဓရာခီးကသူကဆက်ချင်တယ်ဆိုတဲ့ဥတီချက်ကလေးရှိမနေဘူးလားရှိနေတယ်ဒါကြောင့်ဒီသန္ဓရာဝရှင်းဒုက္ခကိုကြော်လန်းလုံးရောက်ပြီးတဲ့အခါနောက်ဆုံးဘုရားရောက်လို့ရှိရင်အရှင်ဘုရားတို့တည်တော်မူအပ်မြင်တော်မူအပ်ရတော်မူအပ်ရောက်တော်မူအပ်တဲ့ မတရားအမြင့်နိဗ္ဗာန်တရားကြီးကိုတပည့်တော်မှလည်းရောက်ရရရသိရဘာလို့ဤဒီစုတောင်းမတရားအမြင့်နိဗ္ဗာန်ကိုသိနိုင်တဲ့ရနိုင်တဲ့ရောက်နိုင်တဲ့ဘဝတစ်ခုကိုတေတန်တက်မဲ့ဓာတ်ငွေလေးကဒီထဲမှာကပ်ပြီးပါမနေဘူးလားပါနေပြန်နေတို့ကအဲ့ဒီမတရားအမြင့်နိဗ္ဗာန်ကိုလိုလားတောင်းတာတဲ့ဘဝတစ်ခုကိုမျှော်လင့်ချက်ရှိနေသေးတယ်လက်ငင်းချက်ချင်းမတရားအမြင့်နိဗ္ဗာန်ကိုယူကျင်တာမျိုးဟုတ်သလားဟုတ်ဘူးအဲ့ဒါတတိထားကြစုတောင်းတဲ့အခါ နိဗ္ဗာန်ကိုရနိုင်တဲ့ဘဝကိုလှမ်းပြီးညှော်လင့်တောင်းတနေတာကအဓိပ္ပာယ်တစ်မျိုးနိဗ္ဗာန်ကိုတက်တဲ့တောင်းတနေတာကအဓိပ္ပာယ်တစ်မျိုးပဲကဲနောက်တစ်ခုဒီစုတောင်းလုံးနဲ့သူကမကြည်နာသေးပြမှုနောက်ထပ်ဘဝတစ်ခုကိုသူကဆက်ချင်နေသေးတော့ဘာစုထပ်တောင်းရလဲနံပါတ်5အရှင်မြတ်ရှင်ကဗုဒ္ဓရဲ့တပိတ်အောက်ကနေကြာပန်းခံထားတာကိုသူကအာရမှုမရှိသေးဘူးအရှင်မြတ်ရှင်ကဗုဒ္ဓရဲ့တပိတ်ပေါ်မှာကြာပန်းနေသည်ထပ်တင်ပြီးတော့မှသူကဆက်ပြီးစုတောင်းရတယ် တချင်သူယောက်ျားဘွားတော့ညှင်းလင်းတော့မှန်းတယ်ဒါပြင်းနေအဲ့ဒီယောက်ျားဘွားမှာဘယ်လိုယောက်ျားမျိုးဖြစ်ရမလဲဥယျာဉ်ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့အနတ်နေဘုံမှာကြာပန်းအနတ်ရှိတဲ့ယောက်ျားမျိုးဖြစ်ပြစေသူရဲ့အပအအေးအယောင်အဆင်းဟာလဲဘုံမှာကြာပန်းအဆင်းနဲ့တူတဲ့အေးအဆင်းရှိတဲ့ယောက်ျားသာဖြစ်ပြစေဒီစုတောင်းရမယ်ဘုံမှာကြာပန်းအဆင်းအနတ်နဲ့တူညီနေတဲ့အဆင်းနဲ့ရှိတဲ့ယောက်ျားလို့အတိမှန်နေတဲ့သဘောလေးကဝိဇ္ဇာ အဲ့ဒီယောက်ျားဘဝကိုဒေတန်နဲ့မဲ့တဲ့သဘောကတဏ္ဏစိတ်ကပြီးဆွဲနေတဲ့သဘောကဥပါဒံယေဝိဇ္ဇတနာဥပါဒံသုံးခုခြံရံပြီးတော့ကံတစ်ခုပြည့်စုံပြည့်ထောင်လိုက်တယ်။ဆွမ်းလှူခြင်းရုံမှန်ကြပန်းလှူခြင်းဆိုတဲ့ကုသိုလ်စေတနာတွေကိုပြည့်စုံပြည့်ထောင်တယ်သင်္ခါရတရားတွေပဲ။ဒီသင်္ခါရတရားတွေကချုပ်ပြတ်သွားတဲ့အခါသူမျောလင့်တောင့်တနေတဲ့ရုံမှန်ကြပန်းအစဉ်အနှံ့နဲ့တူညီနေတဲ့အမျိုးသားဘဝလို့ခေါ်ဆိုအပ်တဲ့ခန္ဓာ၅ပါးယုံနာတရားတွေကိုဖြစ်စဉ်နှိုင်တဲ့စွန့်ရင်ကမ္မတတ္တိလေးကို သူ့ရဲ့ယုံနာတဏ္ဍအစင်မှနှုတ်နံပြီးမှချုပ်ပြန်သွားတယ်။အဲဒီဆိုရင်ကာမတ္တိလေးကကံပေါင်းလိုက်တော့ဝိဇ္ဇာတဏ္ဍဥပါဒံသင်္ခါရကံအကြောင်းတရား၅ခုစုံသွားတယ်။စုံကြီးတဲ့အတက်ကြောင့်ဘာဖြစ်တယ်လဲ။အဲဒီနေ့ကစပြီးတော့သူ့ရဲ့မကောင်းတဲ့အတိတ်ကကံနေလဲအကုသို့ကံနေလဲကုံသွားပါတယ်။ကုံသွားတဲ့အချိန်ကကြတော့မှ အမှုတော်ကံဒီကအကျိုးပေးဖို့ရအခါခွင့်ကုံသွားပြီဖြစ်တဲ့အတွက်ကုသိုလ်ကံဒီကလည်းအကျိုးပေးဖို့ရအခါခွင့်အလှည့်ရောက်လာတော့ဝိရှိယောက်ျားပုဂ္ဂိုလ်လုတဲ့ပုဂ္ဂိုလ်ကလည်းသိပြီးချင်းမြတ်နိုးတယ်။ယောက်ျမတွေကလည်းချင်းမြတ်နိုးတယ်။မိဘတွေကလည်းချင်းမြတ်နိုးတယ်။ဆွေမျိုးတာချင်းတွေကလည်းချင်းမြတ်နိုးတယ်။ညီမြင်တဲ့မြတ်ပုဂ္ဂိုလ်တွေကလည်းသူ့ကိုချင်းမြတ်နိုးလာကြတယ်။ဒါပေမဲ့လည်းအဲ့ဒီဘဝမှာသူကအဆုံးမတတ်ဘူး။ဝင်လုံတော့တဲ့အခါလူပြင်းတတ်ပြင်းဆုံးဆန်းကျင်နေခဲ့ရပါတယ်။ကျင်နေပြီတဲ့အချိန်ခါမှာနောက်ဆုံး လူပြည်ပဲရောက်ရောက်နတ်ပြည်ပဲရောက်ရောက်ဘယ်ဘဝမှာမဆိုးဘရုံမှာကြပါအတွက်မှတာပြိတ္တန်ဒီနည်းရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။တစ်ချိန်တော့လူလောကပြန်ပြီးတော့ဘရုံမှာကြပါအတွက်မှပြိတ္တန်ဒီနည်းရပြီးတော့မင်းဥယင်အတွက်ရှိတဲ့ရေကန်ကြီးအတွက်မှရှိတဲ့ဘရုံမှာကြပါနဲ့မှပြိတ္တန်လာပြီးဒီနည်းရတယ်။မင်းကနေသားရဏအဖြစ်နဲ့ကောက်ယူပြီးမွေးထားတဲ့ဆုကြပါဆိုအဲ့ဒီဘဝမှာသူလူလတောက်တာနေတဲ့အပြည့်စုံကဘောဓိဉာဏ်ကိုရရှိသွားခဲ့ပါတယ်။ ဒီအချက်ဟာလည်းတနည်းအားဖြင့်ပြန်ကြည့်လိုက်တော့သူရဲ့စိတ်ဓာတ်တွေဆန်းကျင်တဲ့အတွက်သူကြီးကိုတွေးထောင်တဲ့ကံဒီကဆန်းကျင်တယ်။ကံဒီဆန်းကျင်သွားတဲ့အတွက်ကြောင့်အကျိုးပေးတာမဆန်းကျင်ဘူးလား။ဆန်းကျင်သွားတယ်။ဘုရုံမကြပါအတွက်မှာပဲပြည်တန်ဒီဒီနေရတယ်။ဘုရုံမကြပါနဲ့တူနေတဲ့အစဉ်အနက်ရှိတဲ့ပုံကိုပဲဖြစ်ရတယ်။ယောက်ျားလည်းမဖြစ်ရဘူးလား။ဖြစ်ရတယ်။ဦးမျိုးလေးတောင်းတနေတဲ့ပြည့်စုံကဘောဓိညာလည်းမရဘူးလား။ရရှိပါတယ်။ သိစံကျဲတဲ့အတွက်ကံစံကျဲတယ်ကံစံကျဲတော့တရားရီစံကျဲသွားကြတယ်ဒီနေ့ကံကိုထူထောင်နေတဲ့ပုံကိုယ်တွေဟာဒီချက်တွေကိုတတိပြုဖို့မကောင်းဘူးလားသိကောင်းမိမိတို့ကခုအချိန်ကမှပကြီးကကြတဲ့ခုရေးဆွဲနေတာဖြစ်ပါတယ်